လက်ရှိမြန်မာနိုင်ငံကလူငယ်တွေဟာ အရင်ထက်စာရင်ဤပညာကိုစိတ်ဝင်စားမှုပုံမှုမြင်မလာကြပါဘူး။ RAC Technology ကတော့လူငယ်တွေအတွက်ဤပညာကိုလက်တွေ့အသုံးချမှုပုံမှုအားကောင်းလာဖို့အတွက် online သင်ကြားရေးစနစ်ထုံးကအောင်လှောက်ဆောင်နေကြတာဖြစ်ပါတယ်။ဤပညာတိုးတက်မှုနောက်ကိုလူငယ်တွေအမိလိုက်နိုင်ဖို့အတွက်သင်ကြားရေးအပြင်နိုင်ငံရေးအခြေအနေတွေကောင်းမွန်နေဖို့ဟာလည်းလိုအပ်ချက်တစ်ခုဖြစ်နေပါတယ်။ ကျွန်တော်တို့ academy ဘိုင်းကတော့ခင်ဗျားတို့ဒီစာအုပ်ဖိုင်လည်းသိနိုင်တယ်၊သင်တန်းတွေတက်လည်းသိနိုင်တယ်။ခုန thinking scale ပါညာကြတော့ကျွန်တော်တို့ develop လုပ်ရတဲ့အခါမှာလူအများစုကိုထိရောက်အောင်လုပ်ဖို့ဆိုတာကျွန်တော်တို့က online လိုမျိုးဒီကျွန်တော် channel တစ်ခုကိုတုံးရတာပေါ့နော်။အဲ data ဘောင်းစုံအောင်နေပြီးတော့လွယ်တဲ့ကိုလေ့လာလို့ရအောင်ပေါ့နော်။နောက်ပိုင်းမှာကျွန်တော်တို့ infrastructure တွေကျွန်တော်နိုင်ငံပြည်ပြည်စုံလာမယ်အဆင်ပြေလာမယ်ဆိုလို့ရှိရင်ဒီကိစ္စတွေကပိုပြီးအောင်မြင်လာမယ်လို့ထင်ပါတယ်။ကျွန်တော်မြင်တော့လေဒီနိုင်ငံဒီ policy နဲ့ဆိုင်တယ်ဗျ။ policy ဆိုတော့နိုင်ငံရေးနဲ့ဆိုင်တာပေါ့နော်။နိုင်ငံရေးဒီအချိန်ပေါ်မူတည်ပြီးတော့လည်းအများကြီးတည်အောင်မှု ိတယ်ဒီနိုင်ငံရေး public policy ရာနေပြီကျွန်တော်တို့ထူးသဖြင့်အခြေခံစောက်အောင်တွေဘယ်လိုတည်ဆောက်မလဲဘယ်လိုဖွံ့ဖြိုးအောင်လုပ်မလဲဒီလိုလုပ်နိုင်မှလားကျွန်တော်ဤပညာကိုလက်တကမ်းရမယ်အဲ့ချက်မှကျွန်တော်တိုးတက်လာမယ်တော့အခြေခံကတော့ကျွန်တော်တို့ public policy နဲ့ဆိုင်ပါတယ်ခင်ဗျာဤပညာတိုးတက်လာမှုနဲ့အတူမြန်မာပြည်သူလူထုဟာအတင်းအချက်လက်တွေမြန်မြန်ဆန်ဆန်ရယူနိုင်ဖို့အတွက်လူမှုကွန်ရက်စာမျက်နှာတွေကိုလည်းအားကိုးလာကြပါတယ်ဒါပေမဲ့ဒီလိုအသုံးပြုနေတဲ့နေရာတွေမှာအစိတ်တောက်ဖြစ်စေတဲ့သတင်းမှားတွေကိုချင့်ချိန်နိုင်ဖို့ကတော့ဤပညာအခြေခံနဲ့ဘဟုတုတ္တရရှိဖို့လိုအပ်နေပါတယ် တို့တော်များ Facebook ကိုတည်ကြရဲကွာ Facebook ကတော့တစ်ခါကောင်းတယ်ဘာလို့ဆိုတော့ဟိုအချောင်းရံတကူဆိုလို့ကြီးခက်မမြန်လေးတည်ကြရဲကွာတွေ့စမှာတောင်းတာပေါ်တက်တာမရှိတော့ဒါပေမဲ့ဘာဆိုးရလဲတော့ကောင်းတဲ့ချက်တွေလည်းပါတယ်လို့မကောင်းတဲ့ချက်တွေလည်းပါလားချို့ကြလဲတရေမားကြီးတင်ကြရဲဒါဆိုလို့ရှိရင်ဒီပြဘာကောင်းကောင်းမသိရတူရတရေမားကြီးကိုလည်းအမှန်လို့သွားပြီးချိန်ကုန်ကွာအဲ့ဒီမျိုးကြတော်တော်ဆိုးရဲအဲကြောင့်ဒူရန်ကဘာတည်တင်လဲဆို knowledge တခုချင်းတော့ရှိတင်တာပါငါတို့ဒီသတင်းကိုရှုံတင်သလားမရှုံတင်ဘူးလားအဲ့မျိုးရှိရဲကိုဒီပြပိုင်းတိုးတက်လာတဲ့ကောင်းတဲ့ချက်တွေလည်းရှိမကောင်းတဲ့ချက်တွေလည်းအများကြီးရှိရဲဒီပြပိုင်းဆိုင်ရာကို လူငယ်တွေအချိန်ကုန်ဆုံးမှုနည်းနည်းနဲ့လေ့လာနိုင်ဖို့အတွက်အင်တာနက်ဟာအများကြီးအသုံးဝင်ပေမဲ့ပိုပြီးအဆင်ပြေစေဖို့မိခင်မြန်မာဘာသာနဲ့သင်ကြားပေးနိုင်မှုကလည်းအရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ရတဲ့လောက်ကလူငယ်တွေအနေနဲ့ရည်လိလာခြင်းဒါပေမဲ့ဘလို့လိလာရမှမသိဘူးပြီးနောက်တစ်ခုကဒီလိုမျိုးကျွန်တော်တို့မြန်မာတို့ဒီလူငယ်အနေနဲ့ဆိုလို့ရှိရင်ဒီဘာသာစကားအရာကျွန်တော်တို့ကမြန်မာဘာသာစကားကိုကျွန်တော်တို့ကတွင်းနေချင်ချင်ကျွန်တော်တို့ကသုံးတယ်အဲ့တော့ကျွန်တော်တို့ကဒီအင်္ဂလိပ်ဘာသာစကားကိုဒီ technology လေးတဲ့အခါမှာတော်တော်များများအင်္ဂလိပ်လိုဟိုရေးသားထားတဲ့အတွက်အားနေတယ်အဲ့တော့သူတို့ကမြန်မာလိုမျိုးပြောပြီးသင်ကြားပေးတဲ့အားတွေကိုအားကိုးကြတယ်အခုလောလောဆယ်မှာကျွန်တော်တို့ကအခုမြန်မာလိုမျိုးသင်ကြားပေးတဲ့ technology နဲ့ပတ်သက်လို့ဖြစ်တခြားဘာသာနဲ့ပတ်သက်လို့ဖြစ်ကျွန်တော်တို့မြန်မာ နိုင်ငံမှာအားနည်းနေသေးတယ်တခြားမှာထိုင်လန်တို့တခြားဗီယက်နမ်တို့ပေါင်းနဲ့ရှင်တဲ့ခါကျလို့ရှိရင်အားနည်းနေတယ်အဲ့တော့ကျွန်တော်တို့ကမလုပ်ရမယ်ဆိုရင်လူငယ်တွေဒီလိုမျိုး technology ကိုအသုံးချပြီးတော့အချိန်ကိုအကျိုးရှိရှိအသုံးချပြီး online ကနေလေ့လာလို့ရအောင်ကျွန်တော်တို့ online content တွေ video training တွေ tutorial တွေကိုအများကြီး create လုပ်ပြီးလို့လိုတယ်